လေယာဉ်သုံးလေကိုနောက်ဆုံးပေါ်အကြမ်းစား Jet Fighter ဖြစ်နေပြောင်းလဲကတကဘာလုံးကိုတခွက်ပြလိုက်တဲ့ American အားလုံးပဲမင်္ဂလာပါပကံအထင်းထင်းမဲ့ channel ကနေကြိုဆိုပါရစေကိုရီးယားနဲ့ VNS စစ်ပွဲတွေမှာပါဝင်ခဲ့တဲ့ဒဏ္ဍာရီလာလေငယ်လေးဖြစ်တဲ့ Sky Rider ကိုစည်ရေးကျွမ်းကျင်သူတချို့ကတမိုင်းတလျှောက်အကောင်းဆုံးတိုက်ခိုက်ရေးလေးရင်လို့တင်စားခဲ့ပါရစေဒါပေမဲ့အဲ့ဒါကအရင်ခေတ်ကပါအခုတော့ American ရဲ့လေတပ်ကိုပြန်ဆန်ရှားဖြစ်လာအောင်ကူညီပေးမယ်တိုက်ခိုက်ရေးလေးရင်ဖြစ်နေပြောင်းလဲသွားပါရစေ ။တချင်းကတော့သူ့ကိုတင်းနယ်နေပိုးသက်စေပြန်ဖို့နဲ့မိငိမ့်တက်ဖို့အတွက်ရွေပြီးတော့ဒီဇိုင်းထုတ်ထားတဲ့တာမန်လေယာဉ်၃လေယာဉ်ဖြစ်နေစတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီ U ဆင်းတဲ့လေယာဉ်လေးကိုပြန်လည်ပြုတ်ပြင်ပြီး Hellfire ဒုံးကြီးတွေတိကျတဲ့ဘုံတွေ Raider တွေလေဝက်ဆက်တွေနဲ့စောင့်ကြည့်စနစ်တွေတက်ဆင်လိုက်တဲ့အခါမှာအစွမ်းထက်လေယာဉ်ဖြစ်နေပြောင်းလဲခဲ့ပါတယ်။၂၀25ခုနှစ် April 3ရက်နေ့မှာ American လေတဲ့အထူးစစ်စင်ရေးတပ်ဖွဲ့ကပထမဆုံး A1K Skyrider 2ကို Florida ပြည်နယ် Helbert Field မှာလက်ခံရရှိခဲ့ပါတယ်။ဘန်ကာအေဂျင်တို့ OA1K ဟာ လူသိများတဲ့ Air Tractor AT802 4034ကိုစစ်ဘက်အတွက်ပြုပြင်ထားပြီးတော့သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ Douglas Aircraft Company ကဒုတိယကမ္ဘာစစ်ပြီးမှတီထွင်ခဲ့တဲ့ A1 Skywriter လို့ပဲနောက်ပိုင်း၄ခုပေါင်းပုံစံမျိုးပါ1945ခုနှစ်မှာ Douglas Aircraft Company ကလင်းတင်သင်္ဘောခြေဆိုင်တိုက်ခိုက်လေယာဉ်ဖြင့်မူလ81ကိုတီထွင်ခဲ့ပြီး American ရေတပ်နဲ့ရေကြောင်းတပ်ဖွဲ့တွေကကိုရီးယားစစ်ပွဲတွေမှာဒီလေယာဉ်မျိုးစုံကိုအကျယ်တဝင့်အသုံးပြုခဲ့ပါတယ် VNL စစ်ပွဲမှာတော့ Skywriter ဟာပျက်စီးဖို့ခက်ခဲတဲ့ စင်မင်းရဲတကောင်လုံးနာမည်ကြီးခဲ့ပြီးပြစ်ခတ်ခဲ့ရတာမျိုးကိုခံနိုင်ရှိခဲ့ပါတယ်စကရိုက်တာဟာလီထဲမှာပြန်တန်းနိုင်ကြတဲ့ကြာချိန်နဲ့လက်နက်သေးယူနိုင်မှုပမာဏပိုများလာပြီးတောင်မန်အောင်နဲ့လေရင်ကိုထဲအောက်မှာလက်နက်တက်စင်တဲ့နေရာ15ခုပါရှိကောင်ပေါင်း8000ကျော်အလေးချိန်ရှိတဲ့လက်နက်တွေကိုတည်ဆောက်နိုင်ပါတယ်နောက်ပြင်တောင်ပမာ20မီလီမီတာအမြောက်၄ခုကိုလည်းတက်စင်နိုင်ပါတယ်ကြိန်နဲ့ဖန်တီးခဲ့တဲ့တခြားချက်လက်ယူနေတဲ့ရှေ့မဲ့ဆိုရင် Scarrider ဟာအလေးချိန်ပိုနေပြီးတော့ Radar မှာလည်းတင်းငယ်တဲ့ပုံစံမျိုးကိုပြသနိုင်ပါတယ် ပန်ကအင်ဂျင်ရဲ့အားသာချက်ကလေတဲမှာအချိန်ကြာကြီးပြန်တန်းနိုင်တာပါစူပါဆိုနစ်ဂျက်လေယာဉ်တွေအောင်တိုက်ပွဲစုံတွေကိုမိနစ်ပိုင်းတွင်ဝင်ထွက်နိုင်ခဲ့ပေမဲ့ဒီလိုပြန်တန်းနိုင်တာကြောင့်လေမြန်စွာပြစ်ခတ်ပြီးပြန်လာတဲ့မေရှင်အတွက်သာတင့်လျော်ပါတယ် Sky Rider ကတော့နိုင်ပေါင်းများစွာလေတဲမှာဝဲပြန်နေနိုင်ပြီးအသက်ပေါင်းများစွာကိုကယ်တင်နိုင်တဲ့အထောက်ပံ့နေပေးနိုင်ပါတယ်ခေတ်သစ်ပြောင်းလဲမှုနဲ့ Sky Rider 2ဒီနာမည်ကိုပဲပြန်လဲအသုံးပြုခဲ့တာဟာအရင်ခေတ်ကိုလမ်းစွန့်တန်းထားလို့မဟုတ်ပေခေတ်မီစစ်မီပြေလိုအပ်ချက်တွေနဲ့ညီပြုတ်ပြင်းမုန်းမှန်မှုတွေကြောင့်ပါ 2022ခုနှစ်နောက်ပိုင်းမှာ AD802U ကို OA1K လို့တရားဝင်သတ်မှတ်ခဲ့ပြီးတော့ Len Harris ကအကြီးကတာဝန်ယူခဲ့ပါတယ်။ဒီနာမည်ကအရင်ကအနားယူသွားပြီးဖြစ်တဲ့ A1 Skywriter ရဲ့ခင်မီ version ဆိုတော့ဖော်ပြနေပါတယ်။ပထမ Skywriter လို့ပဲ OA1K ကတင်းငယ်ပြီးတော့လေမြန်တဲ့တက်ခတ်အရင်တစ်ခုဖြစ်ပါတယ်။လေရင်နှစ်ခုစလုံးမှာလေရင်အမီးအောက်မှာဘေးငယ်လေးပါဝင်တာကြောင့်ပုံမတူတော့တဲ့ပြေးလမ်းတွေဒါမှမဟုတ်ပြေးလမ်းမရှိပဲလေပြန်တက်နိုင်ပါတယ်။ Layer 3လေရင်ရဲ့ဒီဇိုင်းက မြေပြင်ကြီးတဲ့နေရာတိုလေးမှာတော့အရှင်ယူပြီးပြန်တက်နေတာကြောင့်ရိုးရလင်းရင်အခြေခံအဆောက်အအုံတွေမရှိတဲ့ကြေးလက်ဒေသတွေနဲ့စစ်ပွဲတံခါးထားရတဲ့နေရာတွေမှာအသုံးပြုဖို့အရေးပါတဲ့အားပါချက်တခုပါမြေပြင်ကြီးတဲ့လမ်းတာမန်လမ်းဒါမှမဟုတ်လမ်းမကြီးပေါ်မှာတော့ဆင်းတက်နိုင်ပါတယ်လေယာသုံးလေမှာစစ်လက်နက်စနစ်အဖြစ်နဲ့ပြောင်းလဲပုံ El Haris နဲ့ Air Tractor တို့ကလင်းရင်ကိုစစ်လက်နက်စနစ်ဖြစ်နေပြောင်းလဲလိုက်တဲ့အခါမှာအစားကနေပြန်လုတ်ခဲ့ရတာမဟုတ်ပါဘူး ဒီလင်ယာတိုက်ပွဲတွေနဲ့နှိစက်တဲ့စစ်စင်ရေးမှာသူ့ရဲ့ခန္ဓာအကိုသက်သေပြပီးသားဖြစ်လို့ခဏတာပဲပြုတ်ပြင်းမှုတွေလိုအပ်ခဲ့ပါတယ် AD802 ရဲ့ version တစ်ခုကိုမူရည်စေဝါထုတ်လုပ်တဲ့ကိုကာရွက်တွေကိုအေကာပေါင်းများစွာရှင်းလင်းရမှာနှစ်ပေါင်းများစွာအသုံးပြုခဲ့ပြီးပါပြီဒီလင်ယာဟာမူရည်စေကိုင်းတွေရဲ့တင်းငယ်တဲ့လက်နက်တွေရဲ့ပြည့်ခတ်မှုကိုခန္ဓာရှိခဲ့တဲ့အတွက်ထုတ်လုပ်သူတွေကလေရင်ကိုယ်တွေကိုတင်းငယ်တဲ့လက်နက်တွေဒဏ်ခံနိုင်ဖို့တန်ကြပ်ကာပြတွေတက်ဆင်ပေးခဲ့ပါတယ်လေမိုးကတ်ကိုလေလင်ရဲ့အလေးချိန်တစ်ခုလုံးကိုထောက်ပံ့ပေးနိုင်တဲ့တန်မဏိပေါင်နဲ့ပြည့်လုပ်ထားပါတယ် လင်းရက်လေးကျင်ကပေါင်9800ရရှိပြီးတော့အများဆုံးလေးကျင်ပေါင်16000ဒီတည်ဆောင်းနိုင်တာကြောင့်လက်နက်တွေစီးနေအစင်းမြအာယုခံကရိယာတွေလိုအရေးပါတဲ့ဝင်တွေကိုအများကြီးတည်နေပါတယ်။ဒါအတိုက်ခိုက်ရေးချက်လေရင်များစွာတည်နိုင်တဲ့ပေါင်6000ဝင်းကျင်လက်နက်ပမာဏနဲ့အတူတူလောက်ပါပဲ။ဒါအပြင်တောင်မန်နဲ့ကိုတင်မအမေရိကန်ဂါလန်940ဒီဆန်းတဲ့စီတန်ကီကြီးတွေပါဝင်တာကြောင့်ခေတ်သစ်စေပွဲတွေမှာတန်ဖိုးရှိဆုံးစွမ်းရည်ဖြစ်တဲ့ကြာရှည်စွာပြန်တန်းနိုင်မှုကိုရရှိစေပါတယ်။ ဒီစီပမာဏနဲ့ဆိုရင်ပေါင်200အထိဝေးတဲ့နေရာကိုပြန်တန်းနိုင်ပြီးတော့တာမန်တက်ခိုင်ဝင်နေဆိုရင်6နာရီအထိလေထဲမှာဆက်လက်ဝေးပြန်နိုင်ပါတယ်ခေတ်သစ်စစ်လေရင်အများစုအောင်ပြင်းမဲ့ပုံမှာမိနစ်ပိုင်းနေနိုင်ပေမဲ့ Sky Rider 2ကတော့နိုင်နဲ့ချီပြီးနေနိုင်ပါတယ်ဒါရန်သူနေမြေနောက်ကွယ်ဒါမှမဟုတ်ဝေးလန့်တဲ့နေရာတွေမှာစစ်စင်ကြီးလုံနေတဲ့အထူးစစ်စင်ကြီးတပ်ဖွဲ့တွေအတွက်မစ်ရှင်အောင်မြင်မှုနဲ့အကြီးကျယ်ပျက်စီးဆုံးရှုံးမှုကြောင့်ကွာခြားချက်ကိုပြောင်းလဲပေးနေပါတယ်လက်နက်နဲ့စောင့်ကြည့်စနစ်မြောင်အခုချိန်မှာစစ်လက်နက်စနစ်တွေကအလေးချိန်နဲ့ကန့်ညီအောင်ချိန်ညှိထားပြီးတော့ ်ဘယ်နေရာဘယ်ကြေးမှမဆိုဘက်စုံ၃နာအသုံးပြုထားပါတယ်။လေးမှာအပြင်ဘက်လက်နက်တက်ဆင်နိုင်တဲ့နေရာ၁၀ခုပါဝင်တာကြောင့်လက်ညှိုးမှုရှိတဲ့ဒါမှမဟုတ်လက်ညှိုးမှုမရှိတဲ့လက်နက်မျိုးစုံကိုတည်ဆောင်နိုင်ပါတယ်။ AGN 114 Hellfire ဒုံးကြီးတွေ ABK WS2 လေဆာနဲ့လမ်းညွန့်နဲ့ဒုံးပြန်တွေရဲ့ပေါင်9ရောင် GPU12 လေဆာလမ်းညွန့်ပုံတွေပါဝင်ပါတယ်။ဒါပြင် Scan Rate 2ကို Command Lash Tubes CLD ကနေတီးကြတဲ့ဒုံးကြီးတွေနဲ့လေမပြုတ်လွတ်နိုင်တဲ့ drone တွေပါဝင် လက်နက်တွေပြည့်လွန်အောင်ပြုလုပ်ထားတဲ့လက်နက်ဘန်တွေထည့်ထည့်ဖို့လည်းစီစဉ်ထားပါတယ်။2023ခုနှစ်မှာ Elharis ကလေယာဉ်အတွက် AGM-84, Harpoons နဲ့ AGN-158B, JSSM-ER တို့လိုလက်နက်တွေထည့်သွင်းနိုင်မယ့်ပုံစံတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ AGN-84 နဲ့ AGN-158B ဟာရိုးရအားဖြင့်တော့လေမပြည့်လွတ်တဲ့တင်မောပြင်းနဲ့ကုန်းမြေတက်ခိုက်ခရစ်ဒုံးကြီးတွေဖြစ်ပါတယ်။တင်မောပြည့်ဒုံးကြီးတွေတည်ဆောင်းနိုင်တဲ့စွမ်းရည်က Scan Rate 2ကို တာမန်တိုက်ခိုက်လေးရင်တခုကလည်းပစိဖိတ်သမုဒ္ဒရာကရေတက်ကိုချင်းချောက်နိုင်တဲ့အရာတခုပြေပြောင်းလဲပြီးမှာပါ JSSM ER စွန့်ရီကတော့မာယာနဲ့ချီဝေးတဲ့ပြင်းမှတ်တွေကိုတိုက်ခိုက်နိုင်တဲ့စွန့်ရီကိုပေးနိုင်ပြီးဒီရိုးရိုးရှင်းရှင်းလေးသုံးလေးကိုအစွမ်းတတ်တဲ့တိုက်ခိုက်ရေး platform တခုဖြစ်နေပြောင်းလဲပေးနိုင်ပါတယ်။စောင်းကြီးစနေနဲ့စစ်စင်အစွမ်းထမှုအစွမ်းထလက်နဲ့တွေဖြစ်နေ Scriptwriter တင်ပါလေးတဲမှာမြင်ကွင်းနဲ့ရရှိနိုင်ဖို့လည်းလိုအပ်ခဲ့ပါတယ်။ဒါကြောင့်ဒီသင်ငယ်တဲ့ layer သုံးလေးမှာစကန်နာလေးခုနဲ့အပိုစကန်နာတွေအတွက်ရွေးချယ်စရာတွေထည့်ပေးထားပါတယ်။ အမီအာယွန်စကင်နာ၃ခုနဲ့တေးစကာထုတ်လုပ်တဲ့ရေဒါစကင်နာတစ်ခုပါဝင်ပါတယ်ဒီစနစ်တွေကအချက်လက်တွေအလွှားလိုက်ပေးပို့နိုင်ပါတယ်ဘရိုကန်ရဲ့ခေါင်းဆောင်တို့ဦးဖြစ်တဲ့ဘက်ဝီလာရဲ့အဆိုအရဒီစနစ်တွေကပြင်ပတွေရဲ့အမီအာယွန်မှတ်တမ်းတွေကိုအချိန်ကြာကြီးပြန်ကြည့်နိုင်တဲ့အထိစောင့်ကြည့်နိုင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်စကင်နာတွေကို AI ကူညီပေးထားတဲ့ဗီဒီယိုစနစ်နဲ့တွဲပတ်ထားပါတယ်။ AI ကလေယာဉ်မှာတက်ဆင်ထားတဲ့အာယုန်ခံကိရိယာအလုံးကရလာတဲ့အချက်လက်တွေကိုယူပြီးဗီဒီယိုဖိုင်တွေကအရာဝတ္ထုတွေကိုစီမံခန့်ခွဲပါတယ်။ပြီးတော့အဲ့ဒီအချက်လက်တွေကိုစူးစီးသိမ်းဆည်းပေးထားတာကြောင့်လေယာဉ်မှုကလိုအပ်တဲ့အခါမှာပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ဒါကဗီဒီယိုဖိုင်များပြားချောင်းဖြစ်လာနေတဲ့အချက်လက် overload တွေကို short ချပေးပြီးတော့လေယာဉ်မှုကိုလိုချင်တဲ့ပြည့်မှတ်ကိုပဲအာရုံစိုက်ခိုင်းနိုင်ပါတယ်။လွယ်ကူစွာသေယူနိုင်မှု Scarrider အသေးရဲ့အထူးခြားဆုံးစွမ်းရည်ကတော့လက်နက်ဒါမှမဟုတ်အာရုံခံ carrier တွေမဟုတ်ဘဲနဲ့လွယ်ကူစွာနေရာချထားနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ဒီလေယာဉ်ကိုလေမြန်စွာသေယူနိုင်အောင်ဒီဇိုင်းထုတ်ထားပြီး6နာရီတွင်းဖြုတ်ပြီးတော့ C17 ကုန်တီလေယာဉ်ထဲမှာထည့်သွင်းနိုင်ပါတယ်။ပြန်တက်စင်တဲ့အခါမှာတရက်တွင်းမှာပဲမရှင်အတွက်အဆင်သင့်ဖြစ်စေပါတယ်။ဒီလိုသေယူပို့ဆောင်တဲ့စွမ်းဆောင်ရည်က American ရဲ့ကမ္ဘာလုံးဆိုင်ရာစွမ်းအားပြနိုင်ဖို့ကိုပြောင်းလဲပေးနိုင်ပါတယ်။ရိုးရတိုက်ခိုက်လေယာဉ်တွေအတွက် ကျေပြန့်တဲ့မြေပြင်အခြေခံအဆောက်အုံတွေရဲတပ်ပတ်နဲ့ချီတဲ့ပြင်ဆင်မှုတွေနဲ့ထောက်ပံ့ရေးအဖွဲ့တွေအများကြီးလိုအပ်ပါတယ်။ဒါပြင် Skyrider 2ကိုလင်းမြန်စွာစေလွတ်နိုင်ရန်ဒီဇိုင်းထုတ်ထားပါတယ်။ D17 လေးနဲ့ကမ္ဘာနဲ့ပို့ဆောင်လာပြီးတညာအတွင်းမှာပြန်လည်တက်ဆင်ကစတင်ချပြီးတော့48ရက်အတွင်းမှာတိုက်ပွဲဝင်နိုင်ပါတယ်။လင်းရဲ့အရွယ်စားသေးနေတာကြောင့်တမေယူကြလေးတွေကိုအထောက်ပံ့မပေးနိုင်ပေစစ်ဘက်ခြေဆက်စခန်းတွေကနေလည်းလဲပတ်နိုင်ပြီးလိုအပ်တဲ့လေကြောင်းပတ်ပို့မှုကိုအချိန်တိုတင်းပေးနေပါတယ်။တိုက်ခိုက်လင်းဖြစ်တဲ့အခန်းကဏ္ဍ Skyrider 2ကိုအစင်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေရဲ့ချင်းချောင်းမှုနေပါတဲ့နေရာတွေမှာအကြမ်းဖက်မှုနဲ့ နေနေစစ်စင်ရေးအတွက်ရွယ်ပြီးဒီဇိုင်းထုတ်ထားပါတယ်။လေလီယံမှာတိုးဝဲနိုင်စွာနဲ့အစိမ့်မြေဒုံကြီးတွေရဲ့တိုက်ခိုက်မှုကိုကာကွယ်နိုင်တဲ့အစွမ်းစားအကန့်အသတ်ရှိပါတယ်။လေယာကိုယ်တိုင်လွတ်လပ်စွာလုံဆောင်နိုင်ဖို့ရွယ်ပြီးပုံမှန်အားဖြင့်တော့တိုက်ခိုက်မှုတစ်ခုကိုစီစဉ်ဖို့လိုအပ်တဲ့လူ၂၁ဦးတီပါဝင်တဲ့အဖွဲ့တွေကိုအစားထိုးဖို့ညီမှန်းချပါတယ်။စိန်ခေါ်မှုများသို့သောယူကရိန်းစစ်ပွဲလိုလက်ရှိပဋိပက္ခတွေကပုံမောအားကောင်းတဲ့ရန်သူတွေကိုတံပြန်နိုင်ဖို့လေကြောင်းအသာစေးရရှိဖို့လိုအပ်ကြောင်းကိုဖော်ပြနေပါတယ်။ပဋိပက္ခပြင်းထန်တဲ့လေပိုင်နဲ့တီတဲမှာ Scarlet Tattoo ဟာအားနည်းချက်ရှိပါတယ်။ဒါကြောင့်အကြံဖတ်မှုနေနေရင်းနဲ့ အခြေခံအဆောက်အအုံနေပါတဲ့နေရာတွေအတွက်လေကြောင်းပတ်ပိုးပေးနိုင်တဲ့အထူးပစ္စည်းတစ်ခုဖြစ်တာကြန့်ရှိနေပါတယ်။ဒါ့အပြင် American လေတပ်ကပိုးအစီအမြင်နဲ့ Jet တိုက်လေယာဉ်တွေကိုခရီးဝေးစစ်ဆင်ရေးအတွက်ခြံထားနိုင်ပြီးလျှို့ဝှက်နည်းပညာတွေကိုလည်းလုံခြုံစေနိုင်ပါတယ်။ Budget ဖြတ်တောက်မှုနဲ့နိုင်ငံတကာဝေလူအောင်၂022ခုနှစ်က Russia ရဲ့ Ukraine ကျူးကျော်မှုနဲ့တရုတ်နဲ့ကျင်းမာမှုတွေကြောင့်ဘင်ကွန်ရဲ့အာယံဆိုင်မှုကိုပြောင်းလဲဖို့ဖြစ်လာနိုင်ပါတယ်။ယူကရိန်းစစ်ပွဲကတက်တည်ပြခဲ့တာကနိုင်ငံကြီးတခုကနိုင်ငံငယ်လေးတခုနဲ့စစ်ပစ်တဲ့အခါမှာလေကြောင်းသားစီရမှုကအများနဲ့တိတ်ကြနေတာမဟုတ်ဘူးဆိုတော့ပါပဲ။ ရုရှားဟာယူကရိန်းရဲ့လေပိုင်နယ်ထဲကိုထိန်းချုပ်ဖို့အကြိမ်ကြိမ်ပြတ်ကွက်ခဲ့ပါတယ်ဒီသဘောတရားကအမေရိကန်ကတရုတ်ဒါမှမဟုတ်ရုရှားနဲ့စည်ရေးပတိပကဖြစ်လာခဲ့ရင်လည်းအတူတူပါပဲရင်ပြန်နေရတဲ့လေပိုင်နယ်ထဲမှာစကိုင်းရိုက်တာဟာအသုံးဝင်မှုနည်းပါးနေပါတယ်ဒါကြောင့်စကိုင်းရိုက်တာဟာပုံကံမှုနေနေစစ်စင်ရေးတွေနဲ့လေရင်အခြေခံအဆောက်အအုံတွေကောင်းစွာမရှိတဲ့နေရာအတွက်လေကြောင်းထောက်ပံ့နေပေးနေတဲ့ဒဏ္ဍာရီသောကရိယာတစ်ခုပြင်နဲ့ကြန့်ရှိနေပါလိမ့်မယ်ဒါကအမေရိကန်လေတပ်ကိုပူကြည့်ပြီးဈေးကြီးတဲ့ဂျက်တိုက်လေယာဉ်တွေကိုခရီးဝေးစစ်စင်ရေးအတွက်ခြံထားဖို့ခွင့်ပြုလိုက်တာကြောင့်စစ်ပြူအမှာနောက်ထပ်အလောက်တလောက်တိုးလာစေပါတယ် ဘတ်စုံ၃နာရီလက်နက်မျိုးစုံကိုတည်ဆောင်းနိုင်တဲ့တရားလွယ်ကူပြီးလွတ်လပ်တဲ့လေရင်တစ်ခုကိုတီထွင်လွတ်လပ်တဲ့လေရင်တစ်ခုကိုတီထွင်လိုက်တဲ့အတွက်အမေရိကန်ဟာသူ့ရဲ့ပို့ပြီးတော့အစီအမင်းနဲ့လျှို့ဝက်ဘုံကျဲလေရင်တွေနဲ့တိုက်လေရင်တွေလိုလျှို့ဝက်စီမံကိန်းတွေကိုပို့ပြီးတော့လျှို့ဝက်ထားနိုင်မှာပါလက်ရှိမှာတော့ဘတ်ဂျက်ပြတ်တောက်မှုတွေကြောင့် American စစ်တပ်တွေအတွက်စီစဉ်ထားတဲ့ Scarlet Tattoo ရေးအတွက်ကိုတည်တည်တသာရှင်းချခဲ့ပါတယ်။အစိုးရစင်ယုံကလက်ရှိမှာဒီလေရင်ဟာအများကြီးမလိုအပ်ကြောင်းနဲ့အသုံးပြုမဲ့ပွဲစည်းပုံတော့မရှိသေးကြောင်းထောက်ပြခဲ့ပါတယ်။ဒီလိုဖြစ်တဲ့အခါမှာထုတ်လို့ရေးတဲ့အတွက်နဲ့လာပြီး ဒေသီချင်းစီကုန်ကြစီပုံများလာကရှင်ပြန်နိုင်စွမ်းကြဆင်းစီပါတယ်ဥပမာဒေါ်လာတန်40ကုန်ကြမဲ့သူ့ရဲ့စီဟာဘရာဇီးရဲ့စူပါတာကန်တို့ထက်အများကြီးပုံများနေပါတယ်ပြည်တွင်းမှာတော့ဘတ်ဂျက်ဖြတ်တောက်နေပေမဲ့နိုင်ငံတကာစိတ်ဝင်စားမှုတွေတော့မြင့်မားနေပါတယ်အလာရစ်ဟာအလားလာရှိတဲ့ဝယ်လန်၂၂နိုင်ငံအတွက်ပြည်ပတင်ပို့ခွင့်ရထားပြီးတော့နောက်ထပ်၁၅နိုင်ငံကိုလည်းနောက်ထပ်၁၅နိုင်ငံကိုလည်းစီးစစ်နေသေးပါကုမ္ပဏီယာဒီစီတင်ကိုရေရှည်တည်နှံ့စေဖို့နိုင်ငံတကာရောင်းချမှုပေါ်အကြီးအကျယ်အားကိုးနေပါတယ်ဒရုန်းတွေနဲ့ပြိုင်ဆိုင်မှု ဒီစီစဉ်ရလေရင်မှုရဲ့အသက်ကိုစွန်စားစရာမလိုပဲဒူညီတဲ့မရှင်တွေကိုကုန်ကြသိသက်သက်သာသာနဲ့လှုပ်ဆောင်နေတဲ့မောင်းသူမဲ့လေရင်တွေရဲ့ပြန်ဆိုင်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်။ MQ9 River Drone ဟာ Skyraider 2ရဲ့အလားတူစွမ်းရည်တွေရှိပြီးလေရင်ပြည်လက်တူလေးတွေကနေလည်းလဲပတ်နိုင်ပါတယ်။တိုးတော်လည်းလူသားလေရင်မှုတွေရရှုပ်ထွေးတဲ့ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေချနိုင်တဲ့အားသာချက်ရှိပါတယ်။ Skyraider 2ရဲ့အနာဂတ်ဟာတရုတ်နဲ့ပြည်နယ်ချင်းရှိတဲ့ပတိပတ်ခေါက်တွေမှာသူ့ရဲ့အသုံးဝင်ပုံကိုသက်သေပြနိုင်မလားဆိုတဲ့ပုံမူတည်ပါတယ် အကြံပြုထားတဲ့ပြည်ရှင်တွေတခုကတော့ပြစ်မှတ်ကိုတိုက်ရိုက်တိုက်ခိုက်တာထက်ခရီးဝေးဒရုန်းတွေနဲ့ဒုံးကြီးတွေကိုစေလွတ်နိုင်တဲ့ဘလဖောင်းတခုပြည့်အသုံးပြုနိုင်ဖို့ပါပဲအကြောအပြည့်ဆိုတော့ Scaring Tattoo က American စစ်စင် AI ရဲ့အနာဂတ်အတွက်အတွေးခေါ်ဆိုင်ရာငင်းကုန်မှုတခုကိုကိုးစားပြုပါတယ်အဲ့ဒါကတိုက်ပွဲငယ်အတွက်ထောက်ပံ့ပေးထားတဲ့ drone လိုလက်နက်တွေပေါ်မှာအာရုံစိုက်မလားဒါမှမဟုတ်လေတီတင်မောတွေနဲ့စင်ရပြသတဲ့ပုံစံမျိုးကိုပဲစက်သွမ်းမလား Scaring Tattoo ကအကြံဖတ်မှုနေနေရေး platform ကနေ စစ်ပွဲမျိုးစုံမှာအသုံးဝင်တဲ့အခက်အခဲတခုကိုအောင်မြင်စွာကူးပြောင်းနိုင်ခဲ့ရင်အမေရိကန်လက်နက်တိုက်မှာစစ်စုနေပေါ်များစွာနေရာရရှိနိုင်ပါတယ်ဒီလိုမဟုတ်ဘဲစစ်ပွဲပြင်းအားနေတဲ့ဗတိဘက်ကရဲ့အထွတ်အထိပ်ရည်ပဲတဲ့စိတ်ကူးနဲ့ပဲကြံနေခဲ့မယ်ဆိုရင်ဘတ်ဂျက်ပြတ်တောက်မှုတွေရဲ့အသားကောင်ဖြစ်လာနိုင်ပါတယ်အဆုံးထိကြီးစုပြီလို့ကျေးဇူးတင်ပါတယ်